င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့မေလ22ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကို တင်ဆက်ပြီးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝေရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဘီလင်းမှာလက်နက်ကြီးကြလို့အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရခဲ့တဲ့သတင်း 9လအတွင်းစစ်ကောင်စီလက်ချက်ကြောင့်ပညာရေးကဏ္ဍကလူပေါင်း90ဦးသေဆုံးခဲ့ရတဲ့တဲ့တင်နဲ့ကြိုက်ထုံမှာစစ်ကောင်စီစစ်ကြောင်းကနေအိမ်ယာနဲ့စီဖောက်ထွင်းခဲ့တဲ့တဲ့တင်မော်ဘီနယ်မှာရွေးကောက်ပွဲကျင်းပဖို့စစ်ကောင်စီလုံခြုံရေးတိုးမြှင့်လာနိုင်ခဲ့ဆိုတဲ့တဲ့င်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့င်းတွေမှာတော့ကာတာကလက်ဆောင်ပေးတဲ့တမနာထရန့်စီနေမဲ့လေရင်ကိုအမေရိကန်လက်ခံရယူခဲ့တဲ့တဲ့င်ထိုင်းမှာကိုဗစ်ကူးစက်ခံရသူ3300ကျော်အထိရှိလာတဲ့သတင်းတွေနဲ့အတူ ာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါမွန်ပြည်နယ်ဘီးလင်းမြို့နယ်ပန်တီကုံကျေးရွာမှာစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကတင်လင်းထမ်းမှုပြောပါရတယ်။ ီးခဲ့တဲ့မေလ22ရက်နေ့ည8:00နာရီခွဲအချိန်ခန့်မှာဘီလင်းအခြေဆိုင်စစ်ကောင်စီရဲ့အမှတ်3ခြေမြန်တရင်ကနေတိုက်ပွဲမရှိဘဲပန်ဒီကုန်းကျေးရွာထဲကိုလက်နက်ကြီးနှလုံးထံမှနေပစ်ခတ်ခဲ့တာပါလက်နက်ကြီးကြားရောက်ပေါက်ကွဲမှုကြောင့်နေအိမ်ပိုင်ရှင်အသက်40ရွယ်တော်အေးနိုင်ဟာအခင်းဖြစ်ရာနေရာမှာပဲတိတ်ဆုံးခဲ့ရပြီးအသက်72နှစ်ရွယ်ကလင်းငယ်တဦးနဲ့အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွင်နေအိမ်နှလုံးထိမှန်ပျက်စီးခဲ့ပြီးဒေသခံပြည်သူတို့ထွက်ပြေးတိမ်းရှောင်ရတာတွေရှိနေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ပန်ဒီကုန်းကျေးရွာမှာတိုက်ပွဲဖြစ်တာမရှိသလိုတော်လိုင်းရေးတပ်ဖွဲ့တွေတပ်ဆွဲထားတာလည်းမရှိဘူးလို့ဒေသခံတွေကပြောကြပါတယ်။ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကလည်းမော်ဘီနယ်ဘီလင်းမြို့နယ်မင်းစောကျေးရွာရှိဘုံကြီးကျောင်းဘုံကျဲတိုက်ခိုက်ခံရတာကြောင့်အရက်သားနှစ်ဦးသေဆုံးပြီး၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ နိုင်ငံတော်မှာယခုနှစ်9လတာတွင်စစ်ကောင်စီလက်ချက်ကြောင့်ပညာရေးကဏ္ဍကဆရာဆရာမတွေအပါအဝင်ကျောင်းသူကျောင်းသားစုစုပေါင်း90ဦးသေဆုံးခဲ့ရတယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးတဲ့ AAPP ကမေလ22ရက်နေ့မှာထုတ်ပြန်ပါတယ်။ ယခုနှစ်ဇန်နဝါရီလတရက်နေ့ကနေမေလ22ရက်နေ့အထိနိုင်ငံတော်မှာစစ်အုပ်စုကြောင့်ပညာရေးကဏ္ဍကဆရာဆရာမအပါအဝင်ចောင်းသားចောင်းသူတွေထဲမှာအမျိုးသမီး32ဦးနဲ့အမျိုးသား18ဦးစုစုပေါင်း50ဦးသေဆုံးခဲ့တာကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီထဲမှာအသက်18နှစ်အောက်ကလေးငယ်38ဦးပါဝင်ပြီးသေဆုံးသူတွေထဲမှာ40ဦးဟာစစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးသေဆုံးခဲ့ရပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့်၄ဦးသေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။မေလ16ရက်နေ့ကလည်းကရင်ပြည်နယ်ကြုံတိုးမြို့မှာစစ်ရှောင်ရာကနေနေအိမ်ကိုခနာပြန်လာတဲ့ CDM ကျောင်းဆရာကိုတပ်ဦးဟာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့်ထိမှန်သေဆုံးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးတဲ့ ABB ရဲ့အချက်လက်တွေအရစစ်တပ်အနာသိမ်း၄နှစ်ကျော်ကာလအတွင်းစစ်ကောင်စီနဲ့လက်ပါစီရဲ့လက်ချက်ကြောင့်ပြည်သူ6810ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။ ထမ်းမှန်ပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1582ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူရဲ့နောက်ဆုံးရရှိထားတဲ့စည်းငုံတင်ဆက်ပေးပါမယ်ရှင်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1582ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီး ကြာဆုံးခဲ့သူ6910ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖန်စီထိန်သိမ်းခံထားရသူ2969ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ8080ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးတင်သားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ ကျိုက်ထုံမြို့နယ်ဝင်းကန်ကျေးရွာတဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာနေအိမ်ယာနဲ့ချီဖောက်ထွင်းထားတယ်လို့ KNU တထုံခရိုင်အတွင်းမှဘဒိုစောအေးနိုင်ကပြောပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။မွန်ပြည်နယ်ကျိုက်ထုံမြို့နယ်ဝင်းကန်ကျေးရွာတဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကနေအိမ်ယာနဲ့ချီဖောက်ထွင်းထားတယ်လို့ကင်မျိုးသားစီယုံ KNU တထုံခရိုင်အတွင်းမှဘဒိုစောအေးနိုင်ကတန်ရင်တိုင်းကိုပြောပါတယ်။အင်အားတရာကျော်ပါတဲ့စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မေလ16ရက်နေ့ကစလို့ ဝင်းကန်ကြီးရွာတဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်ကြီးရွာဘုန်းကြီးကျောင်းနဲ့နေအိမ်တွေမှာတက်ဆွဲနေထိုင်နေတာပါအဲ့ဒီစစ်ကြောင်းဟာလက်ရှိမှာတော့ဝင်းကန်ကြီးရွာတွင်ရှိနေအိမ်ယာနဲ့ချီကိုဖောက်ထွင်းပြီးအိမ်အောင်ပူလီဘောကတွေပါဝင်တမိုးရှိပစ္စည်းတွေကိုယူဆောင်သွားတယ်လို့ဆိုပါတယ်နေအိမ်ဖောက်ထွင်းခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာမေ20ရက်နေ့ကလည်း KNU ဝင်းကန်ကြီးရွာအုပ်ချုပ်ရေးမှူးစဖားစည်းကွက်ရဲ့မိခင်နေအိမ်အပါအဝင်နေအိမ်၅လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ် စစ်ကောင်စီစစ်ကြောင်းဟာလက်ရှိချိန်ထိဝင်းကန်ကြီးရွာတွင်ဆက်လက်တဆဲထားတဲ့အတွက်နေအိမ်ဖောက်ထွင်းခံရတဲ့ရေတွက်နဲ့ဆုံးချုံသွားတဲ့ပစ္စည်းတန်ဖိုးစီရင်မပြုစုရသေးဘူးလို့ဆိုပါတယ်။ဝင်းကန်ကြီးရွာမှာစစ်ကောင်စီစစ်ကြောင်းဆက်လက်တဆဲထားတဲ့နှစ်ဖက်စီရင်ဆက်လက်တင်းမာနေပြီးအချိန်မြေးတိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့တော်လိုင်းအင်အားစုတွေရဲ့ပြောပြချက်အရသိရပါတယ်။ကြိုက်ထုံမြို့နယ်မှာမေလပထမပတ်ကစလို့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတို့ဝင်ရောက်လာမှုနဲ့တူလက်နက်ကြီးနဲ့လေကြောင်းတိုက်ခတ်မှုကြောင့် ဒေသခံပြည်သူ18000ကျော်ဆစ်ဆောင်နေရပါတယ်80ရာခိုင်နှုန်းလောက်ရွေးကောက်ပွဲလှုပ်လာနိုင်တဲ့မွန်ပြည်နယ်ကိုဦးစားပေးပြီးစစ်ကောင်စီတပ်ကလုံခြုံရေးတင်းကျပ်လာနိုင်တာကြောင့်မိုးရင်းကာလဖြစ်လဲနေမြေရှင်းလင်းရေးတွေလှုပ်ဆောင်လာနိုင်တယ်လို့ MSI ပြောခွင့်ရနိုင်နဂါကပြောပါတယ်ဒီအကြောင်းကိုတော့ဝိုင်းနေကပြောပြပေးထားပါတယ်တိုင်းရင်းသားဒေသတွေကစစ်ကောင်စီရဲ့တပ်စခန်းတွေဌာနချုပ်တွေမြို့တွေဆုံးရှုံးမှုမရှိသေးတဲ့ ဝန်ပြင်းထဲမှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်တည်ငြိမ်မှုရှိအောင်လုံခြုံရေးတိုးမြင့်နိုင်တယ်လို့လေလာသူတွေနဲ့တော်လိုင်းအဖွဲ့တွေကပြောပါရီမင်းဆက်ရက်နေ့ကစစ်ကောင်စီအစိုးရဖွဲ့လုပ်ငန်းညီနိုင်စည်းဝေးမှာဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကအခုနှစ်ကောင်ပိုင်းမှာရွေးကောက်ပွဲကျင်းပမှာဖြစ်လို့တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ရွေးကောက်ပွဲအောင်မြင်ရေးလိုအပ်တာတွေကြိုတင်ပြင်ဆင်ဖို့ပြောသွားခဲ့တာပါ။ ဒါအပြင်ရွေးကောက်ပွဲကျင်းပဖို့လုံခြုံရေးနဲ့တည်ငြိမ်ရေးဟာအဓိကကြတာကြောင့်ရွေးကောက်ပွဲလုံးလို့ရနိုင်တဲ့နေရာတွေအလုံးတည်ငြိမ်အေးချမ်းမှုရှိအောင်လှုပ်ဆောင်ဖို့ညွှန်ကြားခဲ့ပါသည်။မျိုးသိန်းစကန်သိန်းတိုက်ပွဲတွေမဖြစ်သေးတဲ့မွန်ပြည်နယ်ဟာတခြားဒေသတွေလိုမျိုးလက်နက်ကင်တိုက်ပွဲတွေမပြင်းထန်တဲ့အတွက်80ရာခိုင်နှုန်းလောက်ရွေးကောက်ပွဲလုံးလို့ရနိုင်တဲ့အခြေအနေပါ။မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရနိုင်တဲ့ကားကမွန်ပြည်နယ်ကိုဦးစားပေးပြီးစစ်ကောင်စီကလုံခြုံရေးတွေတင်းကျပ်လာနိုင်တာမို့ မိုးရင်းကာလဖြစ်လဲနယ်မြေရှင်းလင်းရေးတွေလှုပ်လာမယ်လို့ပြောပါတယ်။ရွေးကောက်ပွဲတွေကျင်းပမယ်ဆိုလို့ရှိရင်ဒီမိုးရင်းမိုးရင်းခါကာလကနေစပြီးတော့စစ်ကောင်စီတွေကတော့စစ်ကြောင်းတွေထိုးမှုတွေရှိလာမယ်။အဲနယ်မြေရှင်းလင်းရေးတွေလှုပ်လာမှာဖြစ်တယ်။ဒါကြောင့်လည်းပဲစစ်ကောင်စီကဒီမွန်ပြည်နယ်အထူးသဖြင့်ရေးမြို့နယ်နဲ့တမ်းမြူဇက်မြို့နယ်ဘက်မှာအင်အားအလုံးအင်းနဲ့ဒီတင်နန်းစင်ဂါဇ အာသူတို့ရဲ့စစ်သားအစ်စ်တွေနဲ့အင်အားတွေထပ်ဖြည့်ထားတာကိုကျွန်တော်တို့အာကြားသိရတယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်ကောင်ပိုင်းမှာထုတ်ပြန်ခဲ့တဲ့ရာမညဖက်ဒရယ်အင်အားစုတဲ့ NRFF ရဲ့အစီရင်ခံစာအရမော်ပြင်းနယ်မှာမြို့သိမ်းတိုက်ပွဲဖြစ်မလာသေးပဲလက်ရှိအခြေအနေတိုင်းဆက်ဖြစ်နေရင်စစ်ကောင်စီကရွေးကောက်ပွဲကိုကြဲကြဲပြန့်ပြန့်ကျင်းပလာနိုင်တယ်လို့သုံးသပ်ထားပါ လက်ရှိမှာလဲမွန်ပြည်နယ်မှာတော်လှန်ရေးအင်အားစုတွေလှုပ်ရှားတဲ့တထုံခရိုင်ပါဝင်တောင်ပိုင်းကမြို့နယ်တွေမှာတိုက်ပွဲကြီးကြီးမားမားဆင်နွှဲနိုင်ခြင်းမရှိသေးတဲ့အတွက်စစ်ကောင်စီရဲ့နယ်မြေစိုးမိုးမှုကလည်းရော့ကြမသွားပါဘူး။ကက်စကန်တချို့မှာတော့တော်လှန်ရေးဖွဲ့တွေကပျောက်ကြားတိုက်ခိုက်မှုတွေရှိပြီးစစ်ကောင်စီဘက်ကလည်းကြေးရွာတချို့မှာအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်တာတွေရှိတယ်လို့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတာပါ။ဒါကြောင့် NRFF ရဲ့စီရင်ခံစာကိုချိန်ထိုးကြည့်ရင် တကောင်စင်းအပြည့်ဝကောက်ယူနိုင်ခဲ့တဲ့မော်လမြိုင်ချောင်းစုံနဲ့ပေါင်မြွနယ်တို့မှာရွေးကောက်ပွဲကိုရာနှုန်းပြည့်ကျင်းပနိုင်ပြီးကြံမြွနယ်တချို့မှာလုံခြုံရေးတပ်ဖွဲ့အကူအညီနဲ့ဖြစ်စေ electronic map ဆက်နဲ့ဖြစ်စေအတိုင်းအတာတစ်ခုအထိကျင်းပနိုင်တယ်လို့ဖော်ပြထားပါတယ်ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့်စစ်ကောင်စီရဲ့ထွေထွေရွေးကောက်ပွဲဟာ electronic map ဆက်နဲ့အသုံးပြုမှာဖြစ်တယ်လို့ဇန်နဝါရီဒုတိယပတ်အထိတလအတွင်းအပိုင်းလိုက်ကျင်းပဖို့ရာထားထားတာပါနိုင်ငံကားကတော့ရန်သူကသူတို့လောက်သူတို့ဆက်လုံနေမှာဖြစ်လို့ ော်လန်ကြီးကလည်းတော်လန်ကြီးပြပြလှုပ်ဖို့လိုတာမို့ရွေးကောက်ပွဲမှာပါဝင်ကြသူတွေကိုတာဝန်မယူနိုင်ဘူးလို့ပြောပါတယ်။မိုးမိုးရင်းမှာမွန်ပြည်နယ်ဘက်ကတော့တည်တဲ့အတိုင်းပဲတော့လာခက်ခဲပင်ပန်းပေမဲ့ရန်သူဘက်ကဒီမိုးရင်းမှာတော့မှထူးဆစ်စင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘက်ကတော့အစင်သေးပဲပေါ့နော်ကျွန်တော်တို့ပြင်ဆင်မှုတွေတော့လုပ်ထားတာရှိပါတယ်။အဲ့ဒါအပြင်ဒီရွေးကောက်ပွဲကိုမဖြစ်မနေကျွန်တော်တို့တော်လိုင်းရဲ့အဖွဲ့အစည်းတွေကဆက်ကျင် တိုက်ဖြတ်သွားမယ်လို့ဂတိပြုကြေညာထားပြီးဖြစ်တဲ့အတွဲကြောင့်ဒီရွေးကောက်ပွဲမှာပါဝင်ကြမဲ့ပြည်သူတွေပူပေါင်းဝန်းရံကြမဲ့အာလူတွေအတွက်ကတော့အာကျွန်တော်တို့တောင်းဝန်မယူနိုင်ဘူးလို့ဒီနေရာနေပြီးတော့အပိကြိုပြောထားခြင်းတယ်မွန်ပြည်နယ်မှာမွန်ညီညွတ်ရေးပါတီကပြည်နယ်အတွင်းစည်းရုံးမဲ့ပါတီပြန်မှတ်ပုံတင်ထားပြီးစစ်တပ်ကြောထောင်နောက်ခံပြုတ်ထားတဲ့ပြည်ခိုင်ပြိုးပါတီအပါအဝင် ပြည်မခြေဆိုင်ပါတီတချို့လည်းပြည်내အတွင်းစည်းရုံးမှုရှိနေတာပါရွေးကောက်ပွဲကျင်းပရေးအတွက်တရုတ်နဲ့ရုရှားနိုင်ငံတွေရဲ့ထောက်ခံမှုကိုစစ်ကောင်စီရရှိထားပေမဲ့စွန့်လွတ်နေမြေတွေနဲ့လက်နက်ကင်တိုက်ပွဲတွေကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပနိုင်ဖို့ခဲယဉ်ပါတယ်လေလာသူတွေကတော့စစ်ကောင်စီအနေနဲ့နိုင်ငံရေးတရားဝင်မှုရဖို့ဖိနှိပ်လို့ရတဲ့နေမြေတွေမှာရွေးကောက်ပွဲကိုဘယ်နည်းနဲ့မဆိုပြုလုပ်လာနိုင်တဲ့အတွက်လူ့ခွင့်ရေးချိုးဖောက်မှုတွေများစွာရှိလာနိုင်တယ်လို့ထောက်ပြကြပါတယ် စီရီယန်တပ်အတိုင်းအဝိုင်းရဲ့ပြောဆိုချက်အရစစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲမတိုင်ခင်ဆွလွန်နေမျိုးတွေကိုရသလောက်ပြန်ယူဖို့မိုးရင်းကာလမှာထိုးစစ်နဲ့လေကြောင်းပစ်ကူကိုအချိန်တိုးမြင့်လာနိုင်တယ်လို့သိရပါတယ်။နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ ကာတာကလက်ဆောင်ပေးတဲ့တမရထရန့်စီးနှင်းမဲ့လေရင်ကိုအမေရိကန်လက်ခံရယူခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဘေဘက်ကပြပြပေးထားပါတယ်။တမရဒေါ်နယ်ထရန့်ရဲ့အမာခံထောက်ခံသူတချို့ကတော့ဝေဖန်ခဲ့တဲ့ကာတာနိုင်ငံကလက်ဆောင်ပေးတဲ့ Air Force 1အဖြစ်သုံးမဲ့လေယာဉ်ကိုအမေရိကန်ကလက်ခံရယူလိုက်ပြီးဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးဌာနအရာရှိတွေကပြောကြားလိုက်ပါတယ်။ ဖက်ဒရယ်စီကံဥပဒေတွေနဲ့အညီကာတာကပေးတဲ့ Boring 747လေယာဉ်ကိုကာကွယ်ရေးဝန်ကြီးဌာနကလက်ခံရယူပြီးဖြစ်ကြောင်းပင်တဂွန်အကြီးအကဲရဲ့ပြောရေးဆိုခွင့်ရှိသူရှောင်းပါနဲ့ကမေလ22ရက်မှာပြောကြားခဲ့တာပါတမရယုံအရာရှိတွေစီးနှင်းမဲ့အဲ့ဒီလေယာဉ်ကိုအတုံးမပြုတ်ခင်အစိမ့်မြင့်တင်မှုတွေပြုလုပ်ရအောင်မယ်လို့အမေရိကန်အရာရှိတွေကပြောထားပါတယ် ဒီလက်ဆောင်ဟာတရားဝင်ဖြစ်ပေမဲ့လက်ဆောင်လက်ခံရယူမှာဖြစ်ကြောင်းပြီးခဲ့တဲ့သတင်းပတ်မှာကြေညာမှုကြောင့်အငင်းပွားစရာတွေအများကြီးဖြစ်ခဲ့တယ်လို့အင်ဖြူတော်ကပြောပါတယ်အဲ့ဒီလေရင်ကိုကာတာတော်ဝင်မိသားစုကလက်ဆောင်ပေးတာဖြစ်ပြီးကန်ဒေါ်လာတန်400တန်ဖို့ရှိရလို့သိရပါဗျ။အဲ့ဒီလေရင်ကိုထရန့်ရဲ့ယာဒူးတက်တန်ကုန်ချိန်မှာတမရစာကြီးတိုက်တို့လွှဲပေးသွားမှာဖြစ်တယ်လို့အင်ဖြူတော်ကပြောပါဗျ။ အဲ့ဒီလေရင်ကိုအမေရိကန်သမ္မတစီးနင်းနိုင်မှုလုံခြုံရေးအစဉ်မြင့်တင်ရအောင်မှဖြစ်ပြီးနျူကလ িয়ার ပောက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့လှိုင်းဒဏ်ကိုခံနိုင်အောင်လုပ်ရအောင်မယ်လို့သိရပါတယ်။အမေရိကန်ဖွဲ့စည်းပုံအရလွှတ်တော်ရဲ့ခွင့်ပြုချက်မရှိဘဲပြည်ပတဲ့နိုင်ငံကပေးတဲ့လက်ဆောင်တွေကိုလက်မခံရဘူးလို့သတ်မှတ်ထားပေမဲ့အခုလိုလက်ခံခဲ့တဲ့အတွက်အငင်းပွားမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ထိုင်းမှာကိုဗစ်ကူးစက်ခံရသူ3000ကျော်ရှိလာပါတယ်။ ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါဗျ။ဘန်ကောက်မှာ COVID-19 ကူးစက်ခံရသူ6000ကျော်ရှိပြီးပြီးခဲ့တဲ့လကထိုင်းနိုင်ငံမှာယောဂကူးစက်ခံရသူအရေအတွက်3300ကျော်ထိမြင့်တက်လာကြောင်းယောဂထင်းချုပ်ကာကွယ်ရေးဌာနရဲ့ဖော်ပြချက်အရသိရပါသည်။မေ17ရက်ကနေ18ရက်ထိ COVID-19 ကူးစက်ခံရသူ3330ဦးရှိပြီးတော့အဲဒီကာလမတိုင်ခင်တပတ်ကထက်16000ပိုများလာတယ်လို့ယောဂထင်းချုပ်ကာကွယ်ရေးဌာနကဆိုပါသည်။ စုခိုထိုင်းနယ်ကချနာပူရီမှာကိုဗစ်ရောဂါကြောင့်သေဆုံးသူ2ဦးရှိပြီးရောဂါကူးစက်ခံထားရသူတွေက1918ဦးဆေးရုံတင်ထားပါတယ်။ဘန်ကောက်မှာကူးစက်လူနာအများဆုံး6290ဦးရှိပြီးချွန်ပူလီမှာ2583ဦး၊ရနောင်းမှာ1680ဦး၊နွန်တာပူရီမှာ1482ဦး၊စမုတ်ပရာကန်မှာ1442ဦးရှိတယ်လို့သိရပါတယ်။ ရောဂါကူးစက်ခံထားရသူတွေကအများစုဟာအသက်30နဲ့39နှစ်ရွယ်ကြားတွေဖြစ်တယ်လို့ထိုင်းယောဂထိချုပ်ကခွေးဌာနကပြောပါတယ်။ဒီလိုယောဂကူးစက်မှုမြင့်တက်လာတာသတင်းဆက်တပတ်ဆက်တိုက်ဖြစ်နေပြီဖြစ်ပေမဲ့အခြေအနေကစိုးရိမ်စရာမဟုတ်သေးဘူးလို့ထိုင်းကျန်းမာရေးရာရှိတွေကပြောပါတယ်။ဒီနှုန်းအတိုင်းယောဂကူးစက်မှုဆက်ဖြစ်နေမယ်ဆိုရင်လာမယ့်သတင်းပတ်အတွင်းယောဂကူးစက်တို့အရေအတွက်နှစ်ဆမြင့်တက်လာမှာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ဒီချိန်ထိုင်းစေုံကြီးတွေမှာ လူနာကတဲ့တွင်နဲ့လိုအပ်တဲ့စေဝါတွေအသင့်ရှိဖို့ဆောင်ရွက်ထားပြီးဖြစ်ကြောင်းလည်းသိရပါတယ်။အထူးသဖြင့်အသက်၄နှစ်အောက်ကလေးငယ်တွေနဲ့မတော်နိုင်မလာနိုင်ဖြစ်နေတဲ့တက်ကြီးရွယ်ဦးတွေနာတာရှိယောဂရှိသူတွေကိုစေကူတာပေးနိုင်ဖို့အဓိကထားစီစဉ်ထားတယ်လို့သိရပါတယ်။အများပြည်သူသွားလာရနေရာတွေမှာနှာခေါင်းစီးတက်ကြဖို့နဲ့ဖျားတာဒါမှမဟုတ်ယောဂလက္ခဏာတစ်ခုခုပြသလို့ရှိရင်ကိုဗစ်ကူးစက်ခံထားရတာဟုတ်မဟုတ်စစ်ဆေးကြဖို့လည်းအာဏာပိုင်တွေကတိုက်တွန်းထားပါတယ်။ မနက်ဖြန်မေလ23ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်တွေအရရခိုင်ကံယူတန်းမြို့ဝကျွန်းပေါ်ဒေသတွေနဲ့တောင်ပိုင်းဒေသတွေမှာတိမ်အထင်အင်းမှတိမ်ထူထပ်နေပြီးကြံဒေသတွေမှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရခိုင်ပြည်နယ်ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကွက်ကြားမိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ယခုတစ်ပတ်အတွင်းမုတ်တုံမိုးတဲဆောင်လာတဲ့လေပွေလှိုင်းတွေနဲ့ ်ဘင်္ဂလားပင်လယ်အော်တွင်လေပြင်းများနဲ့မြောင်တန်းတွေကြောင့်လေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ထောင်များဖြစ်ပေါ်ခြင်းနေရာကွက်လိုမိုးကြီးခြင်းရုတ်တရက်ရေလွှမ်းမိုးခြင်းမိုးသီးများကျွေကြခြင်းပျက်စီးလက်ခြင်းနဲ့မိုးချိုးပစ်ခြင်းစတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်လို့အထူးဂရုပြုနေထိုင်ကြရမှာဖြစ်ပါတယ်။အထူးသဖြင့်ငလင်ဘေးသင့်ဒေသတွေမှာမုတ်တုံမိုးကြောင့်မြေကျွန်းကျခြင်းမြေပြိုခြင်းနဲ့ရိုင်နှဲ့နေတဲ့အဆောက်အဦပြိုကျမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အိုးတို့မှာမုတ်တုံလီအားအတင်းတင်းရှိနိုင်ပြီးတိမ်အတင်းတင်းမှာတိမ်ထူထန်နိုင်ပါတယ်။တနင်္သာရီကန်ယူတန်ရခိုင်ကန်ယူတန်မြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမာခွေတို့မှာလေဟာအနောက်နောက်တောင်ဘက်ကနေတနင်္သာရီ25မိုင်မှ25မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းတင်းတင်းမှာလိုင်းကြီးနိုင်ပါတယ်။နေပြီးတော့မန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ် ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံပြောင်းမိုးထချုံရွာနိုင်ပါတယ်။ဇကိုင်းတိုင်းအောင်ပိုင်းအေရဝတီတိုင်းရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးဇကိုင်းတိုင်းအထက်ပိုင်းနဲ့မကွေးတိုင်းတို့မှာနေရာကွက်ကြောင်မိုးထချုံရွာနိုင်ပါတယ်။မြန်မာနိုင်ငံတဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကိုကျဆင်းနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ30ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ29ဒီဂရီစင်တီဂရိတ်၊ဒဝယ်မြို့မှာ32ဒီဂရီစင်တီဂရိတ်အထိသေးစီရှိနိုင်ပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းရခိုင်ကမ်းရိုးတန်းနဲ့မွန်ပြည်နယ်တို့မှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်ပြီးတော့ကြံဒေသတွေမှာတော့အလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ PND ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တန်လွင်ထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။ တာလွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလွင်ထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။